ဒီအာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီ KNU ရဲ့ statement ကိုပထမဆုံးစထုတ်တာဒီအာဏာသိမ်းမှုကိုလက်မခံဘူးဆိုတာဘာလို့လဲဆိုတော့အဲ့ဒီအာဏာမသိမ်းခင်ကလည်းဒီ MC နဲ့ပတ်သက်ပြီးဒီ KNU ကလည်းထဲထဲဝင်ဝင်ကိုပါခဲ့တာပါခဲ့တဲ့အပေါ်မှာတော့မှခုနကဆိုမန်နိုင်တစ်ခုအနေနဲ့သွားခဲ့တာနော်စစ်ပြလမ်းဆောင်အနေနဲ့သွားခဲ့တယ်ဒါပေမဲ့ခုနကတော့ပြောလို့ဒီအာဏာသိမ်းလိုက်ပြီဆိုတော့ကျွန်တော်တို့ကချက်ချင်းအဲ့ဒီအချိန်မှာဒါ statement ထုတ်တာပဲတော့အာဏာသိမ်းမှုကြောင့်လုံးဝလက်မခံဒါဆိုရင်ကျွန်တော် KNU ဘာလုပ်နေတယ်လဲ ပြည်သူတွေလည်းကောင်းကောင်းသိတယ်လို့ဒီမှာရှိတဲ့တော်လိုက်အားစုတွေကောင်းကောင်းသိတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာလက်မခံဘူးလို့ပြောလိုက်တာနဲ့ဗဇက်နဲ့ဒီစတိတ်မထုတ်ယုံနဲ့မပြီးဘူး။ဒီလူငယ်တွေကိုကျွန်တော်လက်ခံရတယ်ခုနကဟိုဒီစစ်အခြေခံကိုကိုမိခုခံကာကွယ်နိုင်အောင်ကျွန်တော်တို့ကဟိုအခြေခံတင်တန်းတွေပေးရတယ်ဒီလိုတွေကျွန်တော်လှုပ်ဆောင်ခဲ့တာခုနကတော့ဒီဒီဘက်တောင်ပိုင်းတိုင်းတစ်ခုလုံးကိုပဲကြည့်မလားအခုဒီပြည်တွင်းထဲမှာပြန်ဝင်ရောက်ထိုးဖောက်တဲ့လူဒီဒေသတွေပဲကြည့်မလားဆိုတော့ဒါကျွန်တော်တို့ဒီ KNU ရဲ့ ိုပံ့ပိုးမှုနဲ့ဒီခုနကပြောဒီအုတ်ချုံမှုကမကင်းပါဘူးကျွန်တော်ပြောကြမကင်းပါဘူးအခုထိလဲကျွန်တော်တို့ကခုနကပြောဟိုအများအမြင်မှာတော့သူများတွေလုံနိုင်တယ်လို့ကြီးကြီးမားမားတမျိုးပြီးတမျိုးမလုံနိုင်တာကတော့ဒါကျွန်တော်တို့ရဲ့ခုနကပြောဟိုဒီစစ်ကောင်စီနေနဲ့ဒါကိုအကွက်ကြက်ကြကျွန်တော်ထိုးထိုးနေတာပေါ့ဒါပေမဲ့ကျွန်တော်ပြောရဲတယ်ဒါပေမဲ့ကျွန်တော်တို့ကသူများတွေလိုမျိုးကောင်းကောင်းမွန်မွန်မသိနိုင်ဘူးဆိုရင်မဲ့သူများလုံနိုင်တယ်လို့ကျွန်တော်တို့လုံနိုင်တယ်ကျွန်တော်ပြောရဲတယ် သူများလုံနိုင်တယ်လို့ကျွန်တော်လုံနိုင်ဆိုတာဘာကြောင့်ကျွန်တော်အသက်တည်ကနဲ့ကျွန်တော်ချပြလို့ရတယ်ကျွန်တော်ပြောချင်တာတမမူအစင်းတိအမြေပြင်မှာသူများတုတ်တင်နိုင်ခဲ့တယ်ကျွန်တော်တုတ်တင်နိုင်ခဲ့တယ်သူကဒီမှာကြည့်လို့ရတယ်ဗျာလင်းရင်တခြားတိုင်းရင်းသားတွေပြစ်ချနိုင်တယ်ကျွန်တော်ပြစ်ချနိုင်တာပဲဟုတ်တယ်မလားမြို့လဲခုနတော့ကကျွန်တော်တို့ချီချီမမမသိမ့်နိုင်ဘူးဆိုမဲ့ကျွန်တော်တို့အခုသိမ့်ထားတဲ့မြို့၃မြို့ဟုတ်တယ်မလားရှေ့ကောင်စီပြန်ပြီးတော့မထိန်ချုပ်နိုင်ဘူးဒါလည်းမြို့ပဲကျွန်တော်ပြောချင်တာဒါမြို့ပဲကျွန်တော်လုံနိုင်တယ်နော်ခုနတိုင်းတင့်ကားကြီးတွေသူများဖြက်စီးနိုင်ကျွန်တော်ဖြက်စီးနိုင်တာပဲဒါကျွန်တော်မလုံတာလုံတယ် ဒါပေမဲ့ခုနကတော့ပြောသလိုမျိုးကျွန်တော်တို့လောက်တဲ့စစ်စင်ရေးတွေကအရန်သူသိပ်လွန်းတယ်အရန်ဖွက်လွန်းတယ်ဒါကြောင့်မို့တချို့အားတွေကကျွန်တော်ပြောဒီဒီအောင်စရာစစ်စင်ရေးဆိုကြည့်ဘယ်သူမှမသိဘူးဘယ်သူမှမသိဘူးကျွန်တော်တို့မှမထောက်ပြန်တာဒါကျွန်တော်တို့သိုးသိုးသိပ်သိပ်လုပ်တယ်တိုက်ပွဲပေါင်းအချိန်တွေကျော်သွားပြီရန်သူတွေအလောက်တောင်ပေါ်ရပုံပဲကျွန်တော်သိသိရတဲ့လက်နဲ့ကအလက်တရာကျော်သွားပြီဒီထက်မှလည်းရင်ပြည့်တဲ့ဒီ Oregon တွေပါတယ်84တွေပါတယ်ဒီလက်နဲ့တွေကတော့တော်တိုင်ရရဖို့မလွယ်ဘူး ော်ဒီ point five နေကျွန်တော်ရရဲဆိုတာဒါကျွန်တော်ပြောလို့ရတယ်ကျွန်တော်ဘလောက်ထိလှုပ်လဲဆိုတာဒီအင်အားတမအမလိုက်အင်အားထောင်နေရှိဟိုအင်အားတွေကိုကျွန်တော်တို့မလှုပ်ပဲနဲ့ဒီအင်အားတွေကကျွန်တော်ပြောချင်တာဟိုဆုံးဆုံးမှုတွေရှိမလားဟုတ်တယ်မလားမတက်လာဟိုကျွန်တော်တို့မလှုပ်ပဲနဲ့အခုတော့ဆိုရင်တို့ကျွန်တော်ထိန်းချုပ်တဲ့နေရာတွေအကုန်လုံးပြန်ထိန်းချုပ်နိုင်ပြီပေါ့ဒါပေမဲ့ခုနကတက်မဟာသီးသီးကြီးတက်မဟာငါကြီးမလားတက်မဟာငါမှဆိုနေဆက်တကြောလုံးကုန်သွားပြီကျွန်တော်ပြောစခန်းပေါင်းမနေဘူးကျွန်တော်ပြောချင်ကဲတက်မဟာခွန်တက်မဟာခွန်လည်းခုနကတော့ သူလုံနေတာတွေကမပေါ်ဘူးဒါပေမဲ့တေးကြတာတခုကတော့တလုံးပြီးတလုံးပြောက်သွားတာပဲကျွန်တော်တက်မှ6မှာလဲကြည့်မယ်ဆိုရင်အမျိုးတွေတမျိုးပြီးတမျိုးဟုတ်တယ်မလားမျိုး3မျိုးရှိပြီတက်မှ6မှာတိန်းတာတာတိန်းတာတဲ့တော့မကဘူးထိန်းချုပ်နိုင်ခဲ့တယ်အခုလက်ရှိအချိန်ထိဒါတွေကိုကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့မလုပ်ဘူးလို့ပြောတဲ့လူတွေကပြည်သူမဟုတ်ဘူးဒီစစ်ကောင်စီကဒီဒီပပလီမှာဒီကျွန်တော်တို့ထိုးနှက်ဖို့အတွက်ကိုတို့တမင်သက်သက်ကိုဒီအင်ဖာယာကြီးတွေကိုမွေးထုတ်ပြီးတော့မှကျွန်တော်တို့နေ့စဉ်နေ့စဉ်ထိုးနှက်နေတာဒါကြောင့်မကျွန်တော်တို့ကမှုကိုမမှုတာဒါက ပြည်သူတွေထင်တာမဟုတ်ဘူးရှစ်ကောင်စီရဲ့ lobby တွေကဒါထိုးနေတာဖြစ်တဲ့တကြောင်မလို့ကျွန်တော်တို့မလုပ်ဘူးဆိုလားဟိုအားလုံးလည်းအမြင်ပဲလုပ်နေတဲ့အနေအထားမှာကျွန်တော်တို့ကခုနကတော့ပြောလို့မထုတ်ပြန်တာပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့သူသူသိသိလုပ်တယ်စစ်စစ်ရေးမှာဒါလည်းပြည်သူတွေလည်းဖြည်းဖြည်းနဲ့နားလဲလာပါတယ်